မင်္ဂလာပါရှင်။ရွှေကုန်ကနေတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့ UEC တို့နိုင်ငံရေးမှတ်ပုံတင်ခွင့်လျှောက်ထားတဲ့ပါတီ89ပါတီရှိပြီးလက်ရှိအချိန်ထိမှတ်ပုံတင်ခွင့်ပြုတဲ့ပါတီ56ပါတီရှိတဲ့သတင်းဖြစ်ပါတယ်။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC တို့နိုင်ငံရေးမှတ်ပုံတင်ခွင့်လျှောက်ထားတဲ့ပါတီ89ပါတီရှိပြီးလက်ရှိအချိန်ထိမှတ်ပုံတင်ခွင့်ပြုတဲ့ပါတီ56ပါတီရှိပြီးဖြစ်ကြောင်း UEC ကထုတ်ပြန်ပါတယ်။ အခုနှစ်အထွေထွေရွေးကောက်ပွဲများကိုဒီဇင်ဘာလအတွင်းကျင်းပရန်ရှိရာကြောင်းနိုင်ငံရေးပါတီတည်ထောင်ခြင်းနဲ့မှတ်ပုံတင်ခြင်းပါတီများပူးပေါင်းလျက်ပါတီတခုရဲ့ဖြစ်တည်ထောင်ခြင်းလုပ်ငန်းများအားပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်ရွေးကောက်ပွဲအမိစာဝတ်နိုင်ရန်နဲ့နိုင်ငံရေးပါတီများအနေဖြင့်ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းမဲဆွယ်စည်းရုံးခြင်းဆိုင်ရာလုပ်ငန်းများစာဝတ်ရန်အတွက် အချိန်လုံလောက်စွာရရှိစေရန်နိုင်ငံရေးပါတီတည်ထောင်ခွင့်လျှောက်ထားလူသူများဟာ မေလ9ရက်နောက်ဆုံးထားလျှောက်ထားကြရန်ပြည်တော်စုရေးကောက်ပွဲကော်မရှင် UEC က April 10ရက်တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရပါသည်။ မေလာကိုရဲ့အထိ UEC တို့နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုံမှတ်၃ရရှောက်ထားသောပါတီ29ပါတီရှိပြီးနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုံမှတ်25အရာနိုင်ငံရေးပါတီအဖြစ်ဆက်လက်တည်ထောင်ခွင့်နဲ့မှတ်ပုံတင်ခွင့်ရှောက်ထားတဲ့ပါတီ50ပါတီစုစုပေါင်း89ပါတီရှိပြီးဖြစ်ကြောင်း UEC ကထုတ်ပြန်ထားတယ်လို့သိရှိရပါတယ်ရှင်။